ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြပ်ဖက်စစ်ခွေးတပ်ကရွေးကောက်ပွဲကာလအတွင်းမှာအမှုပညာရှင်တွေကိုပြည်ပထွက်ခွာခွင့်ကန့်တက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ပထွက်ခွာခွင့်ပိတ်လိုက်တာမှန်ပါတယ်။ပိတ်တယ်လို့တော့မဟုတ်ဘူးပေါ့။အရေးကြီးကိစ္စရှိရင်တော့စီစစ်ပြီးတော့ခွင့်ပြုမှာပေါ့။ဒါကလည်းရွေးကောက်ပွဲကာလအတွင်းမှာပဲလို့ပြောပြထားပါဗျ။အရင်ကစစ်ကောင်စီကိုထောက်ခံခဲ့တဲ့ဘောမအမှုပညာရှင်တွေကအစစ်အစစ်အမေးအမြစ်မရှိပြည်ပကိုထွက်ခွင့်ရရှိနေတာပါ ပိတ်လိုက်ရတဲ့အကြောင်းရင်းကိုတော့မသိရသေးပါဘူးစစ်ကောင်စီကိုထောက်ခံသူအစိုးရယုံလေးကလည်းအမှုပညာရှင်တွေပြည်ပကိုတွားမယ်ဆိုရင်ကြိုအကြောင်းကြားထားပြီးမှတွားလို့ရတော့မှာဖြစ်တယ်လို့သူ့ရဲ့ Facebook မှာအသိပေးထားပါဗျ။ဒီကနေ့အမှုပညာရှင်အဖွဲ့တစ်ဖွဲ့လည်းလေးစိတ်ကနေလက်ပြန်လာရတယ်လို့ယုံလေးကရေးသားထားပါတယ်။လက်ရှိမှာပြည်သူတွေက စစ်ခွေးတပ်ရဲ့ပွဲလမ်းသဘင်တွေကိုတက်ပြီးတော့ပြည်ပမှာပွဲလာလုပ်တဲ့သူတွေကိုဇက်တိုက်ဆိုးသလို white god လုတ်ဖို့အတွက်တောင်းဆိုနေကြပါတယ်။ထိုင်းနိုင်ငံမှာဆိုရင်အရင်ရက်ကချင်းမိုင်မှာစစ်ခွေးလောက်ကိုပြန်ဝင်သွားတယ်။အဆိုတော် G fat ရောက်ရှိနေတယ်ဆိုတဲ့သတင်းပေးမှုတွေရှိပြီးတော့ဖြောပြပွဲတွေလုပ်နေတယ်ဆိုရင်အဲ့ဒီနေရာတွေကို white god ပြုလုပ်ဖို့ fake news check community FNCC ဘာမှကတင်ပေးထားပါတယ်။ချင်းမိုင်ကိုပြန်လာရဲတဲ့ဇကိုတော့ကြိုက်တယ်တာကြီးလို့ အစိုးရကြားပေါက်ကသူ့ရဲ့ Facebook မှာ FNCC ရဲ့ post ကိုမျှဝေပြီးတော့ရေးသားထားပါတယ်။ဒါအပြင်ထိုင်းနိုင်ငံမဟာချိုင်းမှာရုံတင်ပြသနေတဲ့ဗျောဒန်ဆိုတဲ့ရုပ်ရှင်ကိုလည်း boycott ပြုလုပ်မှုအောင်မြင်နေပြီးတော့အဲ့ဒီဇာကားအပေါ်စစ်ကောင်စီကိုထောက်ခံတဲ့အမှုပညာရှင်တွေနဲ့ ဆက်ဆက်တဲ့ကိစ္စတွေကိုလုံဆောင်ပေးနေတယ်။ sign တွေ online ကစောက်ပေါ်ဆယ်လီတွေကိုလည်း white card ပြုတ်လုသွားမယ်လို့သတိပေးထားပါရယ်။ဒါအပြင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမှုပညာရှင်အားလုံးဝါရဖြတ်ရိုက်ကူးပေးရမှာဖြစ်ပြီးငင်းဆန်တဲ့သူတွေကိုအေးအေးယူမယ်လို့စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနကချင်းချောက်ပြောဆိုလိုက်ကြောင်းအမှုပညာသတင်းရင်းမြစ်ကပြောပါရယ်။မနေ့ကအော်တိုဘားလ30ရက်နေ့နေ့လယ်တနားရီမှာစစ်ကောင်စီရဲ့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အေးကျွယ်ဟာ ရန်ကုန်မြို့ကရုပ်ရှင်လုပ်ငန်းရုံမှာအမှုပညာရှင်တွေကိုခေါ်ယူပြီးတော့အခုလိုမျိုး PRP ချိန်ချောက်လိုက်တယ်လို့အမှုပညာသတင်းရင်းမြစ်ကပြောပါရယ်ရုပ်ရှင်ဇာတ်ကားတွေမရိုက်တော့တဲ့လူမင်းပြည်တီဦးအိန္ဒရာကျော်စင်တို့ပါမကြမ်းနာမည်ကြီးသရုပ်ဆောင်အမှုပညာရှင်တွေအလုံးပါဝင်ရမှာဖြစ်ပြီးတော့ငင်းဆန်တဲ့သူတွေအလုံးကိုအထက်အမိန့်အရအေးအေးယူမယ်လို့အေးကျွဲကချိန်ချောက်ပြောသွားတယ်လို့၎င်းကပြောပါရယ်ခေတ္တမိုင်းကိုဒုံးဆိုင်မဲ့သူများစစ်တပ်ဝါရဖြတ်တဲ့ကားပေါ်ပြည်သူတွေရဲ့ white card နဲ့ social punishment ထိရောက်သွားတဲ့အတွက်ကြောင်ညာကုမ္ပဏီတွေကဝါရဖြန့်တဲ့ကားမှာပါဝင်တဲ့သူတွေကိုကြောင်ညာခေါ်မရတော့တာကြောင့်ကုမ္ပဏီတွေကိုကြောင်ညာဆက်ရရန်အတွက်စေအုပ်စုကဖိအားပေးရန်နဲ့ပြည်သူတွေရဲ့လူမှုရေးပြည်ထောင်ခတ်တာသမိတ်မောက်တာအပေါ်တံပြန်မှုအတွက်အကြမ်းဖြင့်တိထားရတယ်လို့သတင်းအမြင့်တချို့ကပြောပါတယ်။လက်ရှိမှာတော့အမှုပညာရှင်တွေအပေါ်ပြည်သူတွေက social punishment and boycott ပြုလုပ်ဖို့အတွက်ဆက်လက်တွန်းအားပေးလှုံ့ဆော်နေပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လုံဆောင်သူတွေကိုပြင်းပြင်းထန်ထန်တုံ့ပြန်နေတဲ့ရန်ကုန်အခြေစားမြေအောက်တော်လိုင်းရေးအဖွဲ့ငါးဘွဲကလည်းဒီဇယ်လန်တွဲမှာပါဝင်တဲ့သူတွေကိုအရေးယူသွားမယ်လို့ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ